တူရကီကနေတိုးကိုအံ့အားသင့်စေခဲ့ပါတယ်။နေပေါင်းများစွာတူရကီဟာယူကရိန်းကိုလက်နက်တွေပေးနေချိန်မှာမော်စကိုနဲ့လည်းလက်တွဲဆောင်ရွက်နေခဲ့ပါတယ်။ဒါပေမဲ့အခုတော့တူရကီဟာယူကရိန်းကိုစစ်သားတွေဆေးလွတ်ဖို့အသင့်ရှိနေပြီလို့သတင်းတွေထွက်နေပါတယ်။ဥရောပကသူတို့မှာအစီအစဉ်တစ်ခုရှိခဲ့ပါတယ်။ UK ပြင်သစ်နဲ့ဂျာမနီတို့ကဥဆောင်တဲ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းဖို့စဉ်းစားခဲ့ကြပါတယ်။ဒါပေမဲ့တူရကီကဒီလိုလှုပ်လာမယ်ဆိုတာကိုဘယ်သူမှမမျှော်လင့်ခဲ့ကြပါဘူး။နေတိုးကလည်းဒီကိစ္စအတွက်အသင့်မပြင်ထားခဲ့ပါဘူး။ ဒီလိုရဲရင်ပြီးမမှန်းဆနိုင်တဲ့လှုပ်ရှားမှုဟာစစ်မြေပြင်ကိုပြန်လည်ဥဆောင်နိုင်ပြီးလာမယ့်နှစ်ပေါင်းများစွာမှာဥရောပရဲ့လုံခြုံရေးကိုလှုပ်ခတ်သွားနိုင်ပါတယ်။တူရကီရဲ့မျှော်လင့်မထားတဲ့ဆုံးဖြတ်ချက်ဟာလူတိုင်းကိုစောင့်ကြည့်စိုးရိမ်စေနေပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့သိထားတာတွေကိုစပြောပါမယ်။တူရကီရဲ့အကြီးအကျယ်ဆုံးအစီအစဉ်ရဲ့အစစ်အစစ်ဖော်ပြချက်တွေမရှိပါဘူး။ပေါက်ကြားထွက်သွားတဲ့စာရွက်စာတမ်းတွေစစ်မြေပြင်မြေပုံတွေမရှိပါဘူး။လျှို့ဝှက်စကားတွေတကားပိတ်အပြန်အလှန်စကားပြောဆိုမှုတွေနဲ့အန်ကာလာကနေထွက်ပေါ်လာတဲ့အမိမဖော်လိုတဲ့အရင်းမြစ်တွေသာရှိပါတယ်။ ဒါပေမဲ့ပြောစရာတွေအများကြီးရှိပြီး line ပေါ်မှာဖတ်လို့ရတာတွေလည်းအများကြီးရှိပါတယ်။ဒါတွေအားလုံးကတော်တော်လေးထိတ်လန့်စရာမှာဖြစ်စေပါတယ်။ဒါဆိုတူရကီကယူကရိန်းကိုစစ်သားတွေစေလွတ်ဖို့အစီအစဉ်ရှိတယ်ဆိုတာဘလို့သိလိုက်ရတာလဲ။ဒါအားလုံးကအန်ကာရာမှာစတင်ခဲ့ပါတယ်။၂025ခုနှစ်ဖေဖော်ဝါရီလလယ်လောက်မှာတူရကီမီဒီယာတွေကတမရအာဒူဂန်ဟာယူကရိန်းတမရဇယ်လန်စကီနဲ့ရုရှားနိုင်ငံသားရေးဝန်ကြီးစာဂျီလော့ဖရော့တို့နဲ့တီးတန့်အစည်းအဝေးတွေလုပ်ပြီး တူရကီစစ်သားတွေဆေးလုဖို့အကြံကိုတိတ်တဆိတ်စတင်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဇလန်စကီကအန်ကာရိတ်မှာသတင်းတောက်တွေနဲ့စကားပြောရမှာသူ့ရဲ့ message ကရှင်းနေပါတယ်။လုံခြုံရေးအာမခံချက်တွေပေးနိုင်တဲ့လူတိုင်းပါဝင်မှသာငြိမ်းချမ်းရေးကြနိုင်မယ်လို့ပြောပါတယ်။ပြီးတော့သူကဒီနေ့ကျွန်တော်တို့တမရအာဒူဂန်နဲ့ဒီကိစ္စကိုဆွေးနွေးခဲ့ပါတယ်။သူနားလည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ထပ်ပြောပါတယ်။တနည်းအားဖြင့်ယူကရိန်းကတူရကီကိုစစ်ရေးအရပံ့ပိုးမှုအတွက်ပါမကတန်တပန်ရေးရအတွက်ပါ စပွဲဝိုင်းမှာပါဝင်စီခြင်းနေပါတယ်။တူရကီကလည်းဒီအကြံကိုအတော်လေးလက်ခံထားပုံရပါတယ်။မက်ရှလာ6ရက်နေ့မှာရုတ်တရက်တူရကီကာဝေးဝင်ကြီးဌာနကအမည်မဖော်လိုတဲ့အရင်းမြစ်တစ်ခုကယူကရိန်းမှာငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့အတွက်တူရကီကပံ့ပိုးနိုင်တယ်လို့သတင်းတောက်တွေကပြောပါတယ်။ဒါပေမဲ့တရားဝင်ကြေညာချက်တော့မရှိသေးပါဘူး။ဒါဟာတန်တမန်ရေးရမှာတိမ်မွေးရဲ့စတင်မှုတစ်ခုပါပဲ။တူရကီကာဝေးဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူနဲ့ပြည်သူ့ဆက်ဆံရေးအကြံပေးကဒီ message ကိုတရားဝင်ထပ်လောင်းပြောကြားခဲ့ပါတယ်။ သူကဒေတာရင်းငင်းငင်းနဲ့တင်းငင်းရေးအတွက်လိုအပ်ရင်တူရကီအနေနဲ့စစ်သားတွေဆေးလွတ်ဖို့စဉ်းစားမယ်လို့ပြောပါတယ်။ဒါဟာငင်းပယ်ခြင်းမရှိတဲ့ပြောဆိုမှုတစ်ခုပါပဲ။နောက်တနေ့မက်ရှလ9ရက်နေ့မှာအာဒူဂန်ကဒီကိစ္စကိုပိုရှင်းလင်းအောင်လုပ်ခဲ့ပါတယ်။ဥရောပသမဂ္ဂကဥဆောင်တဲ့ online ထိပ်သီးအစည်းအဝေးမှာသူကဥရောပလုံခြုံရေးနဲ့ပတ်သက်တဲ့အဆင့်အားလုံးကိုတူရကီနဲ့အတူစီစဉ်ဆောင်ရွက်မယ်ဆိုရင်ဒါဟာနှစ်ဖက်အကျိုးစီးပွားအတွက်ဖြစ်လိမ့်မယ်လို့ကြေညာခဲ့ပါတယ်။တတိယအဖြစ်ဥရောပကသူ့ရဲ့လုံခြုံရေးဖြူဟာကိုပြန်လည်ပုံဖော်နေရင် တူရကီကသူ့ရဲ့လှုပ်ဆောင်မှုတစ်ခုခုကိုထည့်သွင်းနေနေပါတယ်။ဒါအပြင်စစ်သားတွေဆေးလုပ်ဖို့ကမ်းလှမ်းခြင်းဟာသူ့ကိုမရှိမဖြစ်လိုအပ်တဲ့သူဖြစ်အောင်လုပ်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။မက်ရှလာ၁၇ရက်နေ့မှာစကားပြောဆိုမှုတွေဟာလက်တွေ့လှုပ်ဆောင်မှုတွေအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။တူရကီရဲ့ဗိုလ်ချုပ်ကြီးကပါရီမြို့ကိုတွားရောက်ပြီးစစ်သားဆေးလုပ်မှုကိစ္စကိုတရားဝင်ဆွေးနွေးတဲ့အစ်င့်မြင့်အစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။ဒီအစည်းအဝေးဟာတမိုင်းဝင်ဖြစ်ပါတယ်။နေတိုဥရောပသမဂ္ဂဂျပန်နဲ့အော်စတြေးလျတို့ကစစ်ဦးစီးချုပ်34ဦးတက်ရောက်ခဲ့ပါတယ်။ အမေရိကန်ကတော့ထရမ့်ရဲ့နောက်ဆုံးမှုကြောင့်ပါဝင်ခြင်းမရှိပါဘူး။ဒါဟာဥရောပနဲ့တူရကီတို့ဟာအာဏာလက်ဟာမှုကိုဖြည့်ဆည်းဖို့ကြိုးစားနေတယ်ဆိုတာကိုပြသနေပါဗျ။ဒါကြောင့်ပဲတူရကီနိုင်ငံသားရေးဝန်ကြီးဟာကန်ဖီဒန်ဟာ2025ခုနှစ်လန်ဒန်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့ပြီးရင်းနှီးရေးသဘောတူညီချက်မှာတူရကီရဲ့အခန်းကဏ္ဍနဲ့ဥရောပရဲ့လုံခြုံရေးအစီအစဉ်အသစ်မှာသူ့ရဲ့နေရာအကြောင်းဆွေးနွေးခဲ့ပါဗျ။တူရကီရဲ့ပါဝင်မှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုများများဆဆမသိရသေးပေမဲ့ကန့်သက်ချက်တချို့ပေါ်ထွက်လာနေပါဗျ။ ပထမဆုံးအနေနဲ့တူရကီဟာစစ်ပြင်းရေးမရမချင်းဘာမှမလုပ်ဖို့ဆုံးဖြတ်ထားပါတယ်။အရေးအမြစ်များပါကြာအန်ကာရာကယူကရိန်းနဲ့ရုရှားတို့ကိုစစ်ရဲဆဲဖို့သဘောတူမှသာတပ်သားတွေဆေလွတ်မယ်လို့ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ဒါတော့မှပထမဆုံးဆေလွတ်မယ်တပ်ဖွဲ့တွေဟာစစ်သားမဟုတ်တဲ့စောင့်ကြည့်ရေးတပ်ဖွဲ့တွေဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အရတူရကီဟာအစီအစဉ်ချမှတ်မှုဖြစ်စဉ်မှာဘေးဖယ်ခံရဖို့ငြင်းဆန်ပါတယ်။အရာရှိတွေကအန်ကာရာကိုဘာမှမလုပ်ခင်မှာဆွေးနွေးမှုနဲ့ပြင်ဆင်မှုအားလုံးမှာပါဝင်ဖို့တေချာစီခြင်းနေပါတယ်။ တနည်းအားဖြင့်အာဒိုဂန်ကသူ့ကိုဘယ်သူမှစီမံခန့်ခွဲခွင့်မပေးချင်ပါဘူးဒီတာဝန်ကိုလုပ်မယ်ဆိုရင်တူရကီကဒါကိုဘယ်လိုတိဆောက်မလဲဆိုတာကိုတကယ်ကိုပြောချင်နေပါတယ်ဒါကြောင့်တချို့ကအာဒိုဂန်ဟာနေတိုးမဟာမိတ်တွေကိုစွန့်ပစ်ပြီးတကိုယ်တော်ဝင်လုပ်နိုင်တယ်လို့ခံမှန်းကြပါတယ်ဒါပေမဲ့အခုချိန်မှာနောက်ထပ်မေးခွန်းတစ်ခုကိုဖြေရပါမယ်ဒီကုန်ကျစရိတ်ကိုဘယ်သူပေးမှာလဲတူရကီက UN ငြိမ်းချမ်းရေးထိမ်းသိမ်းရေးတာဝန်တွေမှာပါဝင်ပေမဲ့အလွန်သေးငယ်တဲ့အရွယ်အစားနဲ့သာပါဝင်ပါတယ်အခုဆိုရင်လက်ပ်တော့မှာစစ်သား128ဦးနဲ့ အခြား UN လုပ်ငန်းရှင်တွေမှာရဲရရှိဓာစင်အနည်းငယ်သာရှိပါတယ်။သူတို့ရဲ့လာတာကိုတူရကီကပေးသွင်းပြီး UN ကတဦးကို1428ဒေါ်လာပြန်ပေးပါတယ်။တူရကီက Ukraine ကိုစစ်သားတွေဆေးလွှတ်မယ်ဆိုရင်ဒီစနစ်အတိုင်းလှုပ်ဆောင်မှာဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိပါတယ်။ UN ရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးပန်တော်ငွေဟာတစ်နှစ်ကို9.6ဘီလီယံဒေါ်လာသာရှိပါတယ်။ Ukraine mission အတွက်စစ်သားပေါင်းချီတိမ့်ချီလိုအပ်နိုင်ပါတယ်။ Belgium အကြံပေးဖွဲ့ Brigel ကဒီအရေးအတွက်ကို3သိန်းလို့ခန့်မှန်းထားပါတယ်။ ဇယ်လန်စကီကတော့နည်းနည်းလေးတင့်တယ်အောင်ပြောထားပါတယ်။သူကဥရောပစစ်သားတသိန်းကနေတသိန်းခွဲလောက်လိုအပ်မယ်လို့အကြံပြုထားပါတယ်။အမေရိကန်ကခိုင်မာတဲ့လုံခြုံရေးအာမခံချက်တွေမပေးဘူးဆိုရင်ဒီရိတ်တွက်ကိုယူဆထားတာပါ။ဘခုနဲ့နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဌာနကကာကွယ်ရေးဆိုင်ရာသုံးသပ်သူဘင်ဂျမင်းဂျန်ဆန်ကလက်ဗနိုမှာ UN ရဲ့လက်ရှိငြိမ်းချမ်းရေးထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်သား14000တောင်သာရှိပြီးယူကရိန်းမှာစစ်သား3400တောင်အထိလိုအပ်မယ်လို့ဆိုပါတယ်။ဒါဟာစစ်မြေပြင်ရဲ့ရွယ်စားနဲ့ပဋိပက္ခရဲ့ပြင်းထန်မှုကြောင့်ပါ။ ဘလောက်ပဲဖြစ်ဖြစ်တူရကီဟာဒီအခြေအတွက်ကိုတိတိတသာပံ့ပိုးနိုင်ပါတယ်။ဘာလို့လဲဆိုတော့နေတိုးမှာဒုတိယအကြီးဆုံးတက်မတော်ဖြစ်ပြီးအမေရိကန်နောက်မှာပါ။ဒါပေမဲ့အရေးကြီးတာကတူရကီမှာစစ်ရင်အားရှိပေမဲ့သူ့ရဲ့စီးပွားရေးကဒီလိုစစ်ရေးအသွင်ပြင်အတွက်ငွေကြေးပံ့ပိုးနိုင်တဲ့အခြေအနေမှာမရှိပါဘူး။ဒါကြောင့်ပထမမေးခွန်းကိုပြန်ရောက်လာပါတယ်။ဒါအားလုံးအတွက်လစာဘသူပေးမှလဲ။ဒီအပိုင်းဟာအကြီးမားဆုံးမေးခွန်းတစ်ခုအဖြစ်ကြန့်ရှိနေပါတယ်။အခြေခံအားဖြင့်တူရကီရဲ့အခန်းကဏ္ဍနဲ့ပတ်သက်တဲ့အရာအားလုံးဟာ မသေးကြမရေမရာဖြစ်နေပါတယ်။တူရကီရဲ့ပါဝင်မှုဟာမသေးကြမရေမရာဖြစ်နေပေမဲ့တခြားနိုင်ငံတွေကတော့ယူကရိန်းကိုစစ်သားတွေဆေးလွှတ်ဖို့ဆန္ဒရှိတယ်ဆိုတာကိုပိုပြီးအတန်ကြေကြေနဲ့ပြောဆိုနေပါတယ်။အထူးသဖြင့် UK နဲ့ပြင်သစ်တို့ဟာဥရောပဥဆောင်တဲ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့တစ်ခုအတွက်တွန်းအားပေးနေပါတယ်။နှစ်နိုင်ငံစလုံးကစစ်သား3000လောက်ကိုငြိမ်းချမ်းရေးသဘောတူညီချက်ရပြီဆိုရင်လုံခြုံရေးအာမခံချက်အနေနဲ့ဆေးလွှတ်ဖို့အသင့်ရှိတယ်လို့ပြောထားပါတယ်။ဒါဟာလာပေါင်းများစွာတီးတန့်ဆွေးနွေးမှုတွေနဲ့မဟာဗျူဟာရေးပေါ်မှာအခြေခံထားတာပါ။ UK ဝန်ကြီးချုပ် Keir Starmer ကလည်း Trump ကိုသူ့ရဲ့အကြံပြုချက်တွေကိုပြောပြီးစစ်ပြင်းရေးရဲ့အပြီးရုရှားရဲ့ဖြစ်နိုင်ခြေရှိတဲ့တိုက်ခိုက်မှုတွေကိုဟန့်တားဖို့အမေရိကန်ရဲ့ထောက်ပံ့မှုရဲ့အရေးပါမှုကိုထောက်ပြပါရတယ်။ဒါပေမဲ့ဒီထောက်ပံ့မှုဟာထောက်လန်းရင်းနဲ့ထောက်ပံ့ရေးပုံစံနဲ့သာဖြစ်နိုင်ပြီးစစ်သားတွေမဟုတ်ပါဘူး။ဒါတွေကဥရောပကသာလာမှာဖြစ်ပါတယ်။ UK ကအဓိကယူကရိန်းနေရာတွေဖြစ်တဲ့မြို့တွေစိတ်ကမ်းတွေနဲ့နျူကလ িয়ার စွမ်းရည်စက်ရုံတွေမှာငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့တွေကိုစေလွတ်ဖို့မျှော်လင့်နေပါတယ်။ ဓာတ်ရိုက်ပဋိပက္ခဇုံတွေကိုရှောင်ရှားဖို့ဖြစ်ပါတယ်။ပြင်သစ်ကလည်းဒီလိုပါဝင်ဖို့သဘောတူထားပြီးဒီဆွေးနွေးမှုတွေမှာဥဆောင်မှုတက်တက်ကြွကြိုးစားနေပါတယ်။ပြင်သစ်သမ္မတ Emmanuel Macron ကပြင်သစ်ဟာငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ကိုတိတိတတ်တာပံ့ပိုးမယ်လို့ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ဒါပေမဲ့ဒါကိုမှန်ကန်တဲ့အခြေအနေတွေနဲ့တင့်တင့်နဲ့ထောက်ခံမှုတွေနဲ့လုံးမသာဖြစ်မယ်လို့ဆိုပါတယ်။အဓိကအချက်ကပြင်သစ်နဲ့ UK တို့ဟာနေတိုးနဲ့အညီလှုပ်ဆောင်မှုစီးလုံးနေပြီးရုရှားနဲ့ရှေ့နောက်မကြီးဖြစ်တာကိုရှောင်ရှားဖို့မျှော်လင့်နေကြတာပါ။ ဒါပေမဲ့ဥရောပမှာစစ်သားတွေဆေးလွတ်ဖို့အကြံကိုအားလုံးကစိတ်လှုပ်ရှားနေတာတော့မဟုတ်ပါဘူး။စပိန်နဲ့အီတလီလိုနိုင်ငံတွေကဒီအကြံကိုတိုက်ရိုက်ကန့်ကွက်ထားပါတယ်။ဂျာမနီကလည်းသတိထားနေပါတယ်။ဝန်ကြီးချုပ် Olaf Scholz ကဒီအကြံဟာစောနေသေးတယ်လို့ပြောပါတယ်။အထူးသဖြင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ရလဒ်ကိုဘယ်သူမှမသိသေးတဲ့အချိန်မှဖြစ်ပါတယ်။စပိန်နဲ့အီတလီတို့ကလည်းနိုင်ငံရေးအရာပြဿနာတွေနဲ့တင်းမာမှုတွေပိုဆိုးလာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေကိုမျှဝေထားပါတယ်။ ပါရီမှာကျင်းပတဲ့ထိပ်သီးအစည်းအဝေးပြီးမှဒီဆွေးနွေးမှုတွေဟာအထွတ်အထိပ်ရောက်လာခဲ့ပါတယ်။ဥရောပကောင်းဆောင်တွေဟာသဘောတူညီချက်တစ်ခုကိုမရရှိခဲ့ပါဘူး။ပိုလန်လိုယူကရိန်းကိစ္စမှာဥဆောင်ပြီးဆောင်ရွက်တဲ့နိုင်ငံအောင်ဒီကိစ္စမှာစိတ်မပါဖြစ်နေပါတယ်။ပိုလန်ကစစ်တပ်ကို9သိန်းအထိကြီးထွားစေခြင်းပေမဲ့ယူကရိန်းမှာစစ်ရေးခြေလှမ်းတွေကိုရှောင်ရှားခြင်းနေပါတယ်။ရုရှားနဲ့ထပ်ပြီးတင်းမာမှုတွေဖြစ်လာနိုင်တယ်လို့ဆိုရင်းနေလို့ပါ။ဒါကြောင့်တူရကီရဲ့ဆုံးဖြတ်ချက်က နေတိုးကိုအံ့အားသင့်စေခဲ့တာလား။ဥရောပမသေးချာမရေမြာဖြစ်နေချိန်မှာ တူရကီကရရတင်းတင်းလှုပ်လိုက်တာလားတကယ်တော့မဟုတ်ပါဘူးနေတိုးရဲ့အံအားသင့်မှုဟာတူရကီကသဘောတူညီချက်ကိုမဆောင်ဘဲလှုပ်လိုက်တာကြောင့်ဖြစ်ပါတယ်အစီရင်ခံစာအချို့အရစစ်သားတွေဆေးလှုပ်ဖို့အကြံဟာနေတိုးမစ်ရှင်ရဲ့အစိတ်ပိုင်းမဟုတ်သလိုဘရက်ဆယ်ဒါမှမဟုတ်ဝါရှင်တန်ကနေမိတိုင်းထားတာလည်းမဟုတ်ပါဘူးတူရကီကတကိုယ်တော်လှုပ်လိုက်တာပါဒါကြောင့်တချို့သုံးသက်သူတွေကတူရကီရဲ့ပါဝင်မှုဟာနေတိုးနဲ့ဆန့်ကျင်နေတယ်လို့မြင်ကြပါတယ်နေတိုးဖွဲ့ဝင်တွေဟာယူကရိန်းမှာငြိမ်းချမ်းရေးထိမ့်သိမ်းရေးတပ်ဖွဲ့တွေကိုကန့်ကွက်နေတာမဟုတ်ပါဘူး ဒါပေမဲ့တူရကီကတီးတန့်လုလိုက်တာကြောင့်မဟာမိတ်အဖွဲ့ကိုလှုပ်ခတ်သွားစီတာပါဒါပေမဲ့ဒါဟာတူရကီကနေတိုးအတွင်းဒီလိုလှုပ်တာပထမဆုံးအချိန်မဟုတ်ပါဘူးနှစ်ပေါင်းများစွာတူရကီဟာတီးခြားလမ်းကြောင်းတစ်ခုကိုဖောက်လုံနေခဲ့ပြီးတစ်ခါတည်းမှာသူကိုယ်တိုင်တီထောင်ခဲ့တဲ့မဟာမိတ်အဖွဲ့နဲ့တောင်မတူညီတဲ့အမြင်တွေရှိခဲ့ပါတယ်တူရကီနဲ့ရုရှားနဲ့ဆက်ဆံရေးကနေစီးရီးယားနဲ့အီရတ်မှာပြည်ရေးစစ်ရေးလှုပ်ဆောင်မှုတွေအထိအမျိုးမျိုးသောကိစ္စရပ်တွေမှာသူ့ရဲ့သဘောထားတွေဟာနေတိုးနဲ့မကြာခဏဆိုသလိုမတူညီခဲ့ပါဘူး ငြိမ်းချမ်းရေးထိမ့်မရင်းနဲ့အရေးပေါ်ကိစ္စစီမံခန့်ခွဲမှုမှာပါဝင်ပေမယ့်တူရကီရဲ့လှုပ်ဆောင်မှုတွေဟာနေတိုးရဲ့စူပေါင်းကြီးမန်းချက်တွေထက်သူ့ကိုယ်ပိုင်အစီအစဉ်တွေထက်ပိုပြီးထင်ဟပ်လာပါတယ်။ဒါကြောင့်တုံးသက်သူတွေကတူရကီရဲ့နေတိုးကိုတည်ဆာရှိမှုကိုမေးခွန်းထုတ်လာကြပါတယ်။တူရကီရဲ့နေတိုးအဖွဲ့ဝင်ဖြစ်ကိုပြန်လည်တုံးသက်ဖို့အချိန်တန်ပြီနဲ့တူရကီဟာနေတိုးကိုနှောက်ယှက်ဖို့စိတ်ပန်းဖြတ်ထားတယ်ဆိုတဲ့ကောင်းစီတွေဟာဒီဥရောပအရှာနိုင်ငံဟာတချိန်ကတည်ဆာရှိခဲ့တဲ့မဟာမိတ်မဟုတ်တော့ဘူးဆိုတဲ့စိတ်ဓာတ်ကိုထင်ဟပ်နေပါတယ်။ တူရကီကိုနေတိုးကနေထုတ်ပြဖို့တောင်းဆိုမှုတွေလည်းပေါ်ထွက်လာပါတယ်အထူးသဖြင့်ရုရှားကိုနေတိုးရဲ့သဘောထားကိုအပြည့်အဝထောက်ခံဖို့မလိုလားတဲ့အန်ကာရာရဲ့သဘောထားနဲ့မော်စကိုနဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကြောင့်ဖြစ်ပါတယ်ဒါကနောက်ထပ်အဓိကအကြောင်းရင်းတစ်ခုကိုညွှန်ပြနေပါတယ်တူရကီရဲ့ဆုံးဖြတ်ချက်ကနေတိုးကိုအံ့အားသင့်စေတဲ့အကြောင်းပါတူရကီဟာနိုင်ငံတကာတာဝန်ရေးမှာညင်သာတဲ့ဟန်ချက်ညီမှုကိုထိမ့်သိမ့်တဲ့နေရာမှာကြော်ကြားပါတယ်အထူးသဖြင့်ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့သူ့ရဲ့သဘောထားမှာပါအာဒိုဂန်ဟာ ူရကီဟာဒီစစ်ပွဲမှာဗတ်မလိုက်ဘူးလို့ခိုင်ခိုင်မာမာပြောဆိုခဲ့ပါတယ်။သူက Newsweek ကိုလွန်ခဲ့တဲ့၈လကကျွန်တော်တို့ဟာဒီစစ်ပွဲမှာဗတ်တစ်ဖက်ဖြစ်မှာမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ဒါဟာနိုင်ငံအနေနဲ့ဗတ်မလိုက်တဲ့သဘောထားကိုထိမ့်သိမ့်ဖို့ဂတိကဝတ်ပြုထားတာပါ။ဒီချင်းကမှုကတူရကီကိုရုရှားနဲ့ယူကရိန်းကြားမှာအကြအဖြစ်ဆက်လက်တည်ရှိစေပြီးအရှင်းနဲ့အနောက်ကြားကတရားတစင်းဖြစ်စေပါတယ်။အရှိမမှာဆိုရင်တူရကီနဲ့ရုရှားရဲ့ဆက်ဆံရေးဟာပြိုင်ဆိုင်မှုတွေနဲ့အတူမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။ ်ဆီးရီးယားနဲ့ကော့ပ်ကိဆက်လို့ဒေတာတွေမှာပြိုင်ဆိုင်နေတဲ့အကျိုးစီးပွားတွေရှိပေမဲ့တူရကီနဲ့ရုရှားတပ်တွေဟာတခါတရံမှာဆန့်ကျင်ဘက်တွေဖြစ်ပေမဲ့နှစ်နိုင်ငံဟာအံ့အားသင့်စရာကောင်းတဲ့တည်ငြိမ်တဲ့တန်တမန်ဆက်ဆံရေးကိုထိန်းသိမ်းထားပါဗျ။ရိုမေးနီးယားချန်ပီဖွဲ့ Global Focus ကဏ္ဍကအကောင်းဆုံးဖော်ပြခဲ့တာကတူရကီနဲ့ရုရှားဟာများသောသောနည်းလမ်းတွေနဲ့အကျိုးကျေးဇူးရှိတဲ့ရန်သူတွေဖြစ်တယ်လို့ပါ။ဥပမာတူရကီရဲ့စည်ရေးစွမ်းရည်ဟာရုရှားနဲ့မကြာခဏဆိုသလိုမတူညီတာတွေဖြစ်စေပါဗျ။2015ခုနှစ်မှာ တူရကီ F16 တစ်စီးကရုရှားလေယာဉ်တစ်စီးကိုပစ်ချခဲ့တဲ့အချိန်လိုမျိုးပေါ့ဒါပေမဲ့နှစ်နိုင်ငံဟာအဆင့်မြင့်ဆွေးနွေးပွဲတွေလုပ်ပြီးများစွာသောနယ်ပယ်တွေမှာပူးပေါင်းဆောင်ရွက်နေပါတယ်ရုရှားကတူရကီကိုအရေးကြီးတဲ့စွမ်းအင်ထောက်ပံ့မှုတွေအထူးသဖြင့်တဘာဝတံခွေတွေကို tax strain လို့ pipeline တွေကနေပေးပါတယ်ဒီ pipeline ဟာ980မိုင်ရှိပြီးတူရကီရဲ့စွမ်းအင်လုံခြုံရေးကိုတေးကြစေပါတယ်ဒါအပြင်ရုရှားတံခွေတွေအတွက်ယူကရိန်းရဲ့အခမ်းအနားကိုရှော့ချပေးပါတယ် ရုရှားဟာတူရကီရဲ့မဟာဗျူဟာမြောက်တည်နေရာအထူးသဖြင့်ပေလယ်နက်မှာရှိတဲ့တူရကီရဲ့တည်နေရာနဲ့ဘော့စဖိုရပစ်ရေလက်ကြားကနေမြေထဲပင်လယ်ကိုဝင်ရောက်ခွင့်ကိုထိန်းချုပ်နိုင်တဲ့အကျိုးကျေးဇူးရရှိပါတယ်။တခါတရံမှာနိုင်ငံရေးကွဲလွဲမှုတွေရှိပေမဲ့ပူတင်နဲ့အာဒိုဂန်တို့ဟာသူတို့ရဲ့ဆက်ဆံရေးကိုအံ့အားသင့်စရာကောင်းအောင်ရင်ကျေးဖော်ပြသာထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ဒါဟာခေါင်းဆောင်နှစ်ဦးကြားကတရံဝင်မဟုတ်တဲ့သဘောတူညီချက်တစ်ခုကြောင့်ဖြစ်နိုင်ပါတယ်။ သူတို့တဦးသလုံးကသူတို့ရဲ့တိုင်ဆိုင်မှုဟာအလွယ်တကူထိန်းချုပ်လို့မရနိုင်ဘူးဆိုတာကိုသိထားပြီးဒါကိုပို့ဆိုးအောင်လုပ်ဖို့သူတို့မှာဆုံးရှုံးစရာတွေအများကြီးရှိနေပါတယ်။အနောက်ဘက်ကိုကြည့်မယ်ဆိုရင်တူရကီဟာယူကရိန်းကိုတန်တမန်ရေးရနဲ့စည်ရေးရတိတိတတ်တာထောက်ခံပေးခဲ့ပါတယ်။အာဒိုဂန်ဟာယူကရိန်းရဲ့အချုပ်ချာအာဏာကိုမပြတ်မသားထောက်ခံပြီးခရိုင်းမီးယားဟာ KF ပိုင်ဆိုင်တဲ့မော်စကိုပိုင်ဆိုင်တာမဟုတ်ဘူးလို့ခိုင်ခိုင်မာမာပြောဆိုခဲ့ပါတယ်။တူရကီဒရုန်းတွေအထူးသဖြင့် ဘာယာကတာ TV2 တွေဟာစစ်ပွဲအစောပိုင်းမှာယူကရိန်းရဲ့ခုခံမှုရဲ့တင်ဂေတာတွေဖြစ်လာခဲ့ပါတယ်။ဒါတွေပြင်တူရကီကယူကရိန်းကိုရောင်းချခဲ့တဲ့လက်နက်တွေထဲမှာစက်တလက်ကြီးတွေ၊တန်ချက်ကာကားတွေ၊လေဆာနဲ့ထိန်းချုပ်တဲ့ဒုံးကြီးတွေနဲ့အလက်ထရောနစ်စစ်ပွဲစနစ်တွေလည်းပါဝင်ပါတယ်။တကယ်တော့2023ခုနှစ်မှာတူရကီရဲ့ကာကွယ်ရေးတင်ပို့မှုတွေဟာ9.5ဘီလီယံဒေါ်လာရှိပြီးယူကရိန်းကတူရကီရဲ့ကာဝေးရေးတင်ပို့မှုတွေရဲ့9.3%ကိုတာဝန်ယူထားပါတယ်။တူရကီဟာပင်လယ်နက် စပါးစီစဉ်လို့အရေးကြီးတဲ့သဘောတူညီချက်တွေကိုလည်းညှိနှိုင်းပေးခဲ့ပါဗျ။ဒီအစီအစဉ်ကြောင့်ယူကရိန်းဟာရုရှားရဲ့ပိတ်ဆို့မှုတွေကြောင့်မှလိုအပ်နေတဲ့စပါးတွေကိုတင်ပို့နိုင်ခဲ့ပါဗျ။ဒါပေမဲ့တူရကီရဲ့ထောက်ခံမှုကိုသတိထားပြီးလေ့လာထားပါဗျ။ရုရှားရဲ့လုပ်ရက်တွေကိုရှုတ်ချပေးမယ်။အနောက်နိုင်ငံတွေလိုရုရှားကိုတန်ခတ်ပိတ်ဆို့မှုတွေမလုပ်ပါဘူး။အရိစာတူရကီဟာစစ်ရင်ဆိုင်နေရတဲ့ဘက်တွေကြားကညှိနှိုင်းပေးသူဖြစ်လုဆောင်ခဲ့ပါဗျ။အာဒိုဂန်ဟာသူ့ရဲ့နေရာကိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတွန်းအားပေးဖို့အသုံးပြုခဲ့ပြီး ရုရှားယူကရိန်းနဲ့အမေရိကန်တို့ကြားညှိနှိုင်းဆွေးနွေးဖို့တူရကီကိုအကောင်းဆုံးနေရာဖြစ်ကမ်းလှမ်းခဲ့ပါတယ်။ငြိမ်းချမ်းရေးဟာအနိုင်ရတာထက်ပိုအရေးကြီးတယ်လို့သူကရှင်းရှင်းလင်းလင်းပြောထားပါတယ်။ဒါဟာတူရကီရဲ့ဒေတာရင်းမဟာဗျူဟာမြောက်အကျိုးစီးပွားတွေနဲ့ကိုက်ညီပါတယ်။ဒါပေမဲ့ဒါအားလုံးဟာတူရကီရဲ့အကျိုးစီးပွားအတွက်ပါ။နေတိုးအတွက်မဟုတ်ပါဘူး။ဒါကြောင့်မဟာမိတ်အဖွဲ့ဟာတူရကီရဲ့ယူကရိန်းကိုစစ်သားဆင်လွတ်တဲ့ကိစ္စမှာတိတ်ပြီးစိတ်ခုနေတာမဟုတ်ပါဘူး။ တူရကီကယူကရိန်းလိုပဋိပက္ခဇုံတွေကိုတစ်ဖက်သက်ဆေလွတ်တာဟာစွန့်လာရတဲ့ခြေလှမ်းဖြစ်ပြီးနေတိုးကိုနှစ်နဲ့ချီပြီးနောက်ပြန်ဆွဲသွားနိုင်ပါတယ်။တူရကီရဲ့ရဲရဲမှုဟာစည်ရေးစွန့်ရည်ရချီးကျူးစရာဖြစ်နိုင်ပေမဲ့မတော်တဆတင်းမာမှုတွေဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။အထူးသဖြင့်ရုရှားကဒီလုပ်ရက်တွေကိုရန်လိုတဲ့လုပ်ရက်တွေလို့အတိတ်ပဲကောက်ယူရင်ဖြစ်ပါတယ်။ရုရှားကဒါတွေကိုရန်လိုတဲ့လုပ်ရက်တွေလို့မြင်မှသိကြပါတယ်။လာဖရော့ကဥရောပနိုင်ငံတွေဟာ EU ထိအောက်မှာဖြစ်ဖြစ် သူတို့ရဲ့အမျိုးသားအလံတွေနဲ့ဖြစ်ဖြစ်ယူကရိန်းမှာလက်ခံမှာမဟုတ်ဘူးလို့ကြေညာထားပြီးသားပါရုရှားရဲ့ကုလသမဂ္ဂကိုယ်တော်လှယ် Vasyl Navins ဆရာကနောက်တစ်ဆင့်တက်ပြီးတော့ UN ဆုံးဖြတ်ချက်မရှိဘဲယူကရိန်းကိုဆေးလွတ်တဲ့ဥရောပစစ်သားတွေကိုတရားဝင်ပြစ်မှတ်အဖြစ်သတ်မှတ်လိုက်ပါတယ်ဒီမဖုံးကွက်ထားတဲ့ချိန်ချောက်မှုဟာနေတိုးနိုင်ငံတနိုင်ငံအနေနဲ့တကူတော်လှုပ်ဆောင်တာဟာဘလောက်အန္တရာယ်များလဲဆိုတာကိုဖော်ပြနေပါတယ်အထူးသဖြင့်အခုလိုအချိန်မှာဥရောပဟာအရင်ကထက်ပိုပြီးစီးလုံးညီညွတ်မှုလိုအပ်နေပါတယ် 2025ခုနှစ်မတ်လမှာဥရောပကောင်းဆောင်တွေဟာအင်အားကြီးခြင်းကနေငိမ့်ငယ်ရေးရယူရဲ့လုံခြုံရေးအကြောင်းကိုစတင်ဆွေးနွေးခဲ့ကြပါတယ်။ဒါဟာရိုးရာအမေရိကန်ဥဆောင်တဲ့ချင်းကပ်မှုကနေခွဲထွက်လာတာပါ။ဒါဟာတူရကီအတွက်ဥရောပရည်မှန်းချက်တွေနဲ့ကိုက်ညီအောင်လုပ်ဖို့အခွင့်အရေးဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်ထိတော့တူရကီဟာဝင်ရောက်ဆွတ်ဖက်တဲ့သဘောထားကိုစက်ထိန်ထားပြီးတကူတော်လှုပ်ဆောင်နေသေးပါဒါဟာတူရကီအတွက်အခုမှမဟုတ်ပါဘူးဘောလ်တစ်နိုင်ငံတွေအတွက်ကာဝယ်ရေးစီစဉ်တွေကိုပိတ်ပင်တာကနေ ရုရှား S400 ဒုံးကျည်ဝယ်ယူခြင်းအထိအာတိုဂန်ဟာစီးလုံးညီနှုတ်မှုကိုနှုတ်ယူဖို့တုံ့ဆိုင်မနေပါဘူးနေတိုက S400 သဘောတူညီချက်ကြောင့်တူရကီကို F35 တိုက်လေရင်အစီအစဉ်ကနေပယ်ထုတ်ခဲ့ပါတယ်ဒီတင်းမှမှုတွေရှိနေပေမဲ့တူရကီဟာနေတိုရဲ့ဒုတိယအကြီးဆုံးစစ်အင်အားဖြစ်နေသေးပါ2025ခုနှစ်မှာကာဝယ်ရေးအတွက်ခန့်မှန်းခြေ33.8ဘီလီယံဒေါ်လာဘတ်ဂျက်ရှိပါတယ်ဒါပေမဲ့ဒီငွေပမာဏကအထင်ကြီးစရာကောင်းပေမဲ့ တူရကီဟာနေတိုးရဲ့စစ်အုံစည်းရဲ့တင့်ရခိုင်နှုန်းစံတို့ကိုမှီသလားဆိုတာမသေးကြပါဘူး။တူရကီဟာကမ္ဘာအာဏာကစားတာကိုနည်းနည်းလျှော့ပြီးဗတ်ကျချမှတ်တာကိုနည်းနည်းပို့လို့ရင်သူ့ရဲ့ကာဝယ်ရုပ်ကိုကောင်းကောင်းဖြည့်ဆည်းနိုင်မှာပါ။ဒါပေမဲ့တင့်ရခိုင်နှုန်းစံနှုန်းတော်မှာဥရောပကိုရုရှားကနေတူရကီကာဝယ်ဖို့မလုံလောက်ပါဘူး။ဘာရိုဂလီယိုရဲ့အယူအလို့အရဥရောပဟာဒါကိုအောင်မြင်ဖို့နှစ်စဉ်ဒေါ်လာ292ဘီလီယံအပိုလိုအပ်ပါတယ်။ဒါကြောင့်ဥရောပကောင်းတော်တွေဟာကာကွယ်ရေးအတုံးချိတ်ကိုတိုးမြှင့်ဖို့ဆွေးနွေးနေပြီး ပြင်သစ်က GDP ရဲ့300ရာခိုင်နှုန်းကနေ3.5ရာခိုင်နှုန်းအထိတိုးမြင့်ဖို့အဆိုပြုထားပါတယ်။ဒါဟာနေတိုးရဲ့200ရာခိုင်နှုန်းရှိမှန်းချက်ထက်ပိုများပါတယ်။ဒါရီအားလုံးဟာဥရောပရဲ့မဟာဗျူဟာမြောက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုဥတည်နေတဲ့ပြောင်းလဲမှုတစ်ခုကိုညွှန်ပြနေပါတယ်။တူရကီရဲ့တစ်ဖက်သက်စည်ရေးလှုပ်ဆောင်မှုတွေဟာဒီကျိုးပန်းမှုကိုနှောက်ယှက်နိုင်ပါတယ်။ဥရောပဟာပူးပေါင်းဆောင်ရွက်မှုနဲ့စီးလုံးညီညွတ်မှုကိုတရားဟောနေတဲ့အခြေအနေမှာတူရကီရဲ့လွတ်လပ်မှုဟာနိုင်ငံရေးအရတန်ဖိုးကြီးကြီးပြေးလိုက်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။